ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ။ Mon Friday by 126 PM ဝိုင်းမှာပရိသတ်တွေနောက်ထပ်စိတ်ဝင်စားခဲ့တဲ့ design တစ်ခုကတော့ Sua Blackness Saxon လို့အပြန်ကြတဲ့ placement ဖြစ်ပါတယ်။ Tanking Fighter Sua Blackness Saxon တို့ကအရန်ကိုရင်းနှီးတဲ့တန်ငယ်ချင်းလည်းဖြစ်ကြပါရခင်ဗျာ။သူတို့နှစ်ယောက်ပြန်ပွဲအတွက်လက်ချင်းပြင်ဆင်နေတော့မှလမ်းမှာဆုံတွေ့ကြတော့အမှတ်တရတပ်ပုံတွေတော့လက်ခဲ့ကြသေးတယ်လေ။ Joe Wise စင်မင်းတက်မှာတော့ပြန်ပတ်တွေဖြစ်ပြီးပြင်းပြင်းကိုရှင်ပြန်ကစားသွားခဲ့ကြပါတယ်။ ခံစစ်ကစားတဲ့အချိန်မှာလည်းခံစစ်ကိုလုံးဝစနစ်တကျကစားပြသွားတယ်။တိုက်စစ်ထုတ်သုံးတဲ့အချိန်မှာလည်းအပြန်အလှန်အပြန်ပြီးကစားပြသွားတာကိုကျွန်တော်တို့မြင်ခဲ့ကြပါတယ်ခင်ဗျာ။အထူးသဖြင့် Sewer Black ရဲ့အမြင့်ရှိတဲ့တက်တွေဒီဘွဲမှာတော်တော်ကောင်းခဲ့ပါတယ်။ Sewer Black ဟာ၃ပွဲဇက်တိုက်ရှုံးနိုင်ခဲ့ပြီးရောက်၂ပွဲဇက်တိုက်အနိုင်ရလနိုင်သူပြန်လာနိုင်ခဲ့ပြီဖြစ်ပါတယ်ခင်ဗျာ။ဆက်ဆံကတော့လက်သီးတွဲလုံးတွေ ဖတ်ထောင်တွေကိုအဓိကထားပြီးတော့သုံးခဲ့တယ်။သူ့ရဲ့ထောင်ရိုက်ချက်တွေနဲ့ Sua Black ကို PRP ကိုစူးစမ်းခဲ့တယ်ခင်ဗျာ။ Sua Black ကကြတော့ချိန်သားကైတစ်ချက်ဆိုတစ်ချက်ထုတ်သုံးလိုက်ပြီးဆိုပြီးပြင်ရှိရခင်ဗျာ။သူ့ထောင်တစ်ချက်ထုတ်သုံးပြီဆိုရင်ဆက်ဆံကိုထိမှန်လာပြီပဲ။အဲ့လိုပဲ high kick အမြင့်ရှည်ကန်ချက်တစ်ချက်ထုတ်သုံးပြီဆိုအဲ့တစ်ချက်ရောက်ထိထိမိမိရှိတယ်ခင်ဗျာ။ဆက်ဆံကတော့လက်သည့်တွဲလုံးတွေထုတ်သုံးတာပဲရှိတယ်။တိတိကျကျထိမှန်တဲ့အချက်ကြီးရယ်ဆိုလို့အနေအပါပဲရှိခဲ့ပါတယ်ခင်ဗျာ။ ပထမပွဲစီပြီးခါနေ့မှာအလဲပြောင်းတစ်ခုဖြစ်ပေါ်လာပါတယ်။အဲ့ဒါကတော့ဆူပါဘလက်ကနေဆက်ဆန်ကိုနောက်တောင်းကြအောင်ထိုးလိုက်ရတာပဲ။နောက်တောင်းကြသွားတဲ့ဆက်ဆန်ကအမတ်စင်ကြီးအတွက်ခံရတယ်ပေါ့လေ။ဒီတော့အဲ့ဒီအချက်ကဆူပါဘလက်အတွက်အသာစီးရတဲ့အနေအထားတည်းကဖြစ်သွားခဲ့တယ်။ဒုတိယပွဲစီစတော့ဆက်ဆန်ကဖြူဟာပြောင်းလာတယ်။သူကရှေကန်ချက်တွေကိုအလင်းတင်သလိုထုတ်သုံးလာတယ်။ ။ဆူအောင်ဘလက်ကကြတော့ပထမပွဲချိန်မှာ high kick အမြင့်ခြေခံချက်တွေကိုသုံးခဲ့တယ်။ဒုတိယပွဲချိန်ကျရောသူကအောက်ခြေခံချက်တွေကိုအဓိကသုံးတာခမ။သူအောက်ခြေခံချက်တစ်ချက်ထုတ်သုံးလိုက်တိုင်းဆက်ဆံဟန်ချက်ပြတ်သွားတယ်။ဆူအောင်ဘလက်ကအားပါပြင်းထန်တဲ့အောက်ခြေခံချက်တစ်ချက်နဲ့ကန်လိုက်ပြီးဆိုတာဆက်ဆံဟာတတိယရည်နဲ့ဖြစ်ရသွားတာကျွန်တော်မြင်တွေ့ခဲ့ရတယ်ခမ။အဲ့ဒီဒုတိယပွဲစီမှာလည်းနှစ်ယောက်အပြန်အလှန်အပြိုင်နဲ့ပွဲရဲ့တန်ဖိုးကို နှစ်ယောက်လုံးအတင်ရှခံချက်ညီညီလုပ်သွားရတယ်တွေ့ခဲ့ရတယ်တတိယပွဲကြီးမှာလည်းတကယ့်ကို ကောင်းမွန်တဲ့အားထုတ်မှုတွေတယောက်ကိုတယောက်အသာစီးရအောင်ကြိုးပမ်းမှုတွေကိုမြင်ခဲ့ရတယ်ဂိမ်းပလန်ပရက်ရှာထားမှုတွေတော်တော်ကောင်းတာကျွန်တော်မြင်ခဲ့ရတယ်ခင်ဗျဒီနေရာမှာကျွန်တော်ပြောချင်တာတော့တတိယပွဲကြီးမှာဆက်ဆံကသူ့ကိုတစ်ချက်ဖိအားပေးရင်ဆူအဘလက်ကချိန်သားကပြန်ပြီးတော့တံပြန်လိုက်လုံနိုင်တာကတော်တော်လေးကိုအားသာတဲ့အချက်လို့ပြောရမှာခင်ဗျ ။ဒါကြောင့်လဲအမတ်နဲ့ဆုံးဖြတ်တဲ့အချိန်ရောက်တော့ဆူအဘလက်ခာကျင်းမြောင်းနဲ့ကွာချမ်းမှုနဲ့ပေါ့လေဆက်ဆံကိုအသာစီးရပြီးအနိုင်ရသွားတာဖြစ်ပါလိမ့်မယ်။ဆူအဘလက်ခာအခုဆိုရင်ရော့ထန်ရောက်ဖို့တပွဲနိုင်တယ်ပြီးတော့ဆက်ဆံလိုဖိုက်တာမျိုးကိုထပ်ပြီးတော့ဖြိုပြလိုက်တယ်ပေါ့လေ။ဒီနေရာမှာတိုက်ဆိုင်တာတစ်ခုကတော့ရှေ့မှာဆူအဘလက်အနိုင်ရောက်ခဲ့တဲ့ဆန်ဂါတစ်ရော့ထန်ရောက်ဖို့သူဆိုရင်လည်းမြန်မာဖိုက်တာ စူပါရှန်ကိုအနိုင်ရပြီးတော့ဝမ်းနဲ့ဝင်လာတာဆက်ဆံဆိုရင်လည်းဇိုလင်းကိုအနိုင်ရထားတဲ့ဖိုက်တာအဲ့တော့ဇိုလင်းကိုအနိုင်ထားတဲ့ဖိုက်တာနဲ့စူပါရှန်ကိုအနိုင်ထားတဲ့ဖိုက်တာတို့ကိုစူအဘလက်ကစက်တိုက်ပြန်ပြီးအနိုင်ပြလိုက်တယ်ပေါ့လေဆက်ဆံကတော့အခုဆိုရင်သုံးပွဲစက်တိုက်အရှုံးရလက်ကျဆုံးသွားခဲ့ရပါပြီဇိုလင်းကိုအနိုင်ရပြီးတဲ့နောက်ပိုင်းမှာဆက်ဆံတပွဲမှမနိုင်တော့ပါဘူးခင်ဗျဆူအဘလက်ကတော့ သုံးပွဲဆုံးရလောက်ကိုရှင်းပြပြီးတော့နှစ်ပွဲဆက်အနိုင်ရလနဲ့လမ်းကြောင်းမက်တစီပြန်တက်လာခဲ့ဖြစ်ပါတယ်။အဲတော့ Tanking Fighter ဆိုတာ Black ကရှေ့လာမဲ့ပွဲစဉ်တွေမှာဘယ်လိုဆက်လက်ပြီးတော့အစမ်းပြသွားလိမ့်မလဲဆိုတာကျွန်တော်တို့ဆက်လက်ဆောင်ကြည့်လို့ပဲရှိပါရခင်ဗျာ။ကြည့်ရှုအားပေးပြိုင်တဲ့အားလုံးကိုအထူးကျေးဇူးတင်ရှိပါရခင်ဗျာ။